ရန်ကုန်နေပြည်တော်မန္တလေးအမြန်လန်း39မိုင်ရင်ရနာစခန်းမှာရှိတဲ့ရွှေပလင်စားတောက်ဆိုင်မှာအုံပြူနေတဲ့ဖျားစီဒီပုံတွေရိုက်နှိပ်ထားတဲ့တခါသုံးခွက်တွေကိုတပ်ဆိုင်ရာကသိမ်းဆီးခဲ့တယ်လို့ဖျားကြီးမျိုးအုပ်ချုပ်ရေးမှူးရုံးနဲ့နှိစက်သူတွေထံကသိရပါဗျ။အဆိုပါရွှေပလင်စားတောက်ဆိုင်မှာအုံပြုနေတဲ့တခါသုံးခွက်တွေမှာဖျားစီရီပုံတွေရိုက်နှိပ်ပြီးအုံပြုနေကြောင်းသတင်းအရမလ16ရက်ည8နာရီခန့်ကတာဝန်ရှိသူတွေတွားရောက်စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီလိုစစ်ဆေးစဉ် ဖျားစီဒီပုံတွေရိုက်နှိပ်ထားတဲ့တခါသုံးခွက်တွေနဲ့လက်ဖက်ရည်ကော်ဖီတွေထည့်ပြီးရောင်းချနေကြောင်းကိုတွေ့ရှိခဲ့ကြောင်းဖျားကြီးမျိုးအုပ်ချုပ်ရေးမှူးချုပ်နဲ့နှိစက်သူကပြောပါရယ်၎င်းကဆက်လက်ပြီးနောက်ထပ်အသုံးမပြုရသေးတဲ့ဖျားစီဒီပုံတွေရိုက်နှိပ်ထားတဲ့တခါသုံးခွက်တွေကိုလည်းတင်စီခဲ့တယ်လို့သိရပါတယ်လို့ပြောပါရယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးဘလို့အရေးယူဆောင်ရွက်သွားမယ်ဆိုတာကိုမသိရသေးကြောင်းလည်း၎င်းကဆိုပါရယ်အစောပိုင်းရှေပလင်စားတော့ဆိုင်အတွင်းကနေအတုံးမပြူရသေးတဲ့ဖျားစီဒီပုံတွေရိုက်နှိပ်ထားတဲ့တခါသုံးခွက်25ခွက်ကို တခါသုံးခွက်25ခွက်ကိုဖျားကြီးမျိုးအုပ်ချုပ်ရေးအဖွဲ့ကသိမ်းဆည်းခဲ့တယ်လို့သိရပါဗျ။